ချစ်မောင်စီဘက်ကကောင်တွေကိုပြောချင်တာပေါ့နော်မဲသူကလောက်တောင်မဲလက်ထိတ်နဲ့ဂျူမာတို့လေစိတ်မှာစောင့်နေတာတို့ထောင်းထောင်းခါနေပြီတို့အဲ့လိုပုံစံမျိုးနေတယ်ပေါ့နော်ဖအေးဘာပြောပြောမင်းတို့ဘက်ကကောင်တွေကအဲ့လိုမျိုးအကျင့်လေးတွေရပါတော့စောင့်ကျင့်လေးတွေရအဲဒီဘက်ကဘယ်လိုပုံစံမျိုးနဲ့ဒုက္ခဝေးရမလဲဆိုတဲ့ပုံစံမျိုးပဲစဉ်းစားနေကြတာပေါ့ လိုဖြစ်နေတဲ့အနေအထားမှာတော့မှပဲဒါဇုံမဲလုံးကပေါ့နော်မြန်မာနိုင်ငံသားများမိခင်နိုင်ငံပြန်လာရင်ကြိုးစိုးချောင်းနဲ့တရားမမျှတတဲ့သူတို့ရဲ့ရွေးကောက်ပွဲကိုမဲပေးနိုင်ကြောင်းသူကပြောနေပါသေးရဲ့ပေါ့နော်ဒီကောင်မလွယ်ဘူးပေါ့နော်ပြောချင်တာဇုံမဲလုံးပေါ့နော်ဇုံမဲလုံးကြီးမင်းလောက်တော့ဘယ်ပြည်သူကမှမဲမပေးနိုင်တော့ဘူးမင်းကမဲဆုံးမဲပေါ့နော်အဲ့တော့ဒါအမေရိကန်သမ္မတထရန့်ကမြန်မာတွေအတွက်ပေါ့နော်ယာယီခိုလုံခွင့်ဒါ TPS ဖြတ်သိမ်းမယ်ဆိုပြီးတော့ပြောလိုက်ပြီးတဲ့နောက်မှာဒီလိုမျိုးဒါသောမေလုံးကဖြာဝင်ခင်းတာဖြစ်ပါလေခေါ့နော် ဲ့တော့ဗာပြောထားလဲဆိုတော့ဒါအမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်ကအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်ကြောင်းအမေရိကန်ရောက်မြန်မာနိုင်ငံသားများအမိနိုင်ငံသို့ပြန်လာနိုင်ပြီဆိုပြီးကြိုဆိုကြောင်းပေါ့နော်ပြီးရင်တို့ရတွင်တဲ့လူတက်မှုမရိမှုအပါအဝင်ပြစ်မှုကျူးလွန်သူများကိုတရားဥပဒေအရအေးအေးယူမည်ဖြစ်ကြောင်းကျန်သူများဝန်မူတဲ့အထူးတက်ညာစွာဖြေလျှော့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအမေရိကအမဲဆုံးဆိုမယ်တော့ပြောလေပေါ့နော် အခုလိုမျိုးပြောလိုက်တဲ့အပေါ်မှာပေါ့နော်ဒါဇော်မဲလုံးကအခုလိုမျိုးဒါဖြာဝင်ခင်းလိုက်တဲ့အပေါ်မှာသူတို့ဘက်ကဒါတက်ထောက်ခံတဲ့သူတွေစစ်တပ်ကိုလော်ပေးနေတဲ့သူတွေပေါ့နော်စစ်တပ်အတိုင်းဝန်ကကောင်တွေကအပျော်ကြီးပျော်ကြတယ်ဗျာဒီဟာနဲ့ပတ်သက်လို့ပေါ့နော်အာဒီဘက်ကိုပေါ့နော်အဲတော်လိုင်းဘက်ချမ်းကိုပေါ့နော်အဲပြီးရင်ဒါတခြားဒါ ဒီအမေရိကန်ရောက်မြန်မာတွေပေါ့နော်အဲဒေါ်လာနဲ့ပတ်သက်လို့ရောက်သွားတဲ့သူတွေတွေ့လာအဲ့တို့ကိုစောင့်ကြုံနေပြီပေါ့နော်ငါတို့ကထောင်းထောင်းခါနေပြီပေါ့နော်အဲလေးစိတ်မှာလက်ထိတ်လေးနဲ့ကြုံမယ်လို့ပါအဲအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်လိုက်ပြီးတော့ဒီအပေါ်မှာလိုက်လော်ဝေးနေတဲ့ကောင်တွေရှိသေးတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်လည်းဒါဒီသတင်းသိရတဲ့အချိန်မှာပေါ့နော်ဟာဒီလိုမျိုးလှုပ်လိုက်တာကဘာတွေဖြစ်နိုင်သလဲ ်ဘယ်လိုပုံစံမျိုးတွေထူးခြားမှုတွေဖြစ်နိုင်တယ်လဲပေါ့နော်အာမင်းအွန်လိုင်းတို့ဇော်မဲလုံးတို့အဆအခုလိုမျိုးဒါအမေရိကန်ဆိုရရဲ့ထုတ်ပြန်ချက်ကဒါအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်ဘာညာဆိုပြီးကြိုးစိုးတဲ့အထိပြောနေရတော့တဲ့ပုံစံမျိုးဆိုတော့ဘာတွေဖြစ်နိုင်မလဲကျွန်တော်လိုက်ပြီးစုံစမ်းကြရတယ်လိုက်ပြီးတော့လေ့လာကြရတယ်ဒီ post တွေထဲမှာလည်းဒါ comment တွေဝင်ဖတ်တာရှိတယ်ပေါ့နော်ဒါနိုင်ငံသားမှာရောက်နေတဲ့ဒါအမတွေဒါကျွန်ုပ်နဲ့နိုင်ငံသားမှာရှိနေတဲ့ဒါကျွန်တော်တော်လန်ညီကိုမောင်မိုင်စီလည်းမေးတာရှိတော့အမတိလာတိရတာတခုရှိတယ်အဲ့ခါကျမှပဲခွတ်တုတ်ခွက်လန်ရည်ချင်တာပေါ့နော်အဲ့တော့ဒါ ဒီ comment ထဲမှာရေးထားတဲ့ဟာလေးတခုရှိတယ်အဲ့ဒါကောင်းလို့ပေါ့နော်ကောင်းလို့တေချာလေးရှင်းပြထားတဲ့ဟာလေးမဟုတ်လို့ပေါ့နော်အဲ့တော့အဘသားရေးလည်းနားထောင်ပေါ့နော်ဘာလို့လဲဆိုတော့မင်းတို့စွတ်လော်တဲ့ဟာကြီးอ่ะရည်စရာကြီးဖြစ်နေမှာဆိုလို့ပေါ့နော်အဲ့တော့အဲ့ဥစ္စာလေးလည်းဒါဖတ်ပြခြင်းနေပေါ့နော်အဲ့တော့ဒီ TPS ရှင်းတဲ့ဆိုပြီးတော့ဒါကောင်းစင်နဲ့ရေးထားတဲ့ဟာလေးရှိတယ်အချို့ကလည်းတဲ့တိတ်မရှင်းတော့အဝေးကနေစိတ်ပူနေသူတွေရှိသလိုတဲ့အဝေးကနေဝမ်းတာနေကြတဲ့သူတွေလည်းရှိတယ်ဝမ်းသာနေတယ်ဆိုတာကတော့စစ်ကောင်စီဘက်ကထောက်ခံတဲ့ကောင်တွေပေါ့နော်တက်ထောက်ခံတဲ့ကောင်တွေလော်ဘီတွေပေါ့နော်အဲ့တော့ TPS ဆိုတာကတဲ့ဒါမူရင်းမိခင်နိုင်မှာစစ်ဖြစ်နေလို့ ယောဂါဘေးစိုက်နေလို့ရေကြီးမြေပြိုသဘာဝဘေးကြောင့်မလို့ပြန်လို့မရသေးသူတွေကိုအမေရိကန်ကဒါယာယီလက်ခံထားတဲ့အမိန့်ပေါ့နော်နိုင်ငံတစ်ခုချင်းစီလိုက်ကိုဒီအမိန့်ကိုသူကတစ်နှစ်တစ်ကြိမ်တက်တန်းတိုးပေးတယ်ပြောချင်တာအဲ့လိုမျိုးယာယီလက်ခံထားဖို့အတွက်ကိုသူကတက်တန်းကိုတစ်နှစ်တစ်ကြိမ်တိုးတိုးပေးတဲ့ပုံစံမျိုးအဲ့မြန်မာတွေကို2021မေလ2025ကနေစပြီးတော့ဒါသမရဂျိုးဘိုက်တန်ကသူ့ရဲ့အမိန့်နဲ့ပေါ့နော်ဒါ DPS ထွက်ထားပြီးတာတဲ့ အဲ့ဒီ TPS ဆိုတာကပေါ့နော်ဒါရွှေပြောင်းအခြေချတဲ့သူမဟုတ်သလိုနိုင်ငံရေးခိုလုံသူလည်းမဟုတ်ဘူးပေါ့နော် TPS ကတက်တက်ပေါ့နော်အဲ့တော့ US မှာသမ္မတ Trump အမိန့်နဲ့အခုရက်လိုက်တော့ဒါ TPS လို့ခေါ်တယ်ပေါ့နော်အဲ့တော့သူကဒါ2021အာဏာသိမ်းကစားကစလို့ US ကိုရောက်နေလက်ဆဖြစ်တဲ့မြန်မာចောင်းသားတွေနဲ့မြန်မာပြည်ကအလေအပတ်လာတဲ့သူတွေကိုဒုက္ခရောက်နေလို့မပြန်ကြပါနဲ့အောင်ဆိုပြီးတော့ဒါသမ္မတ Joe Biden ကယာယီနေခံခွင့်အမိန့်ထုတ်ပေးပြီးတော့ တနည်းတစ်ကြိမ်ဒီအမိန့်ကိုတက်တန်းတိုးပေးတာပေါ့အခုဆို9နှစ်ရှိသွားပြီပေါ့နော်တရားလေးကိုရှင်းပြထားတာပေါ့နော်အဲ့ဒီ9နှစ်အတွင်းမှာဒါမြန်မာတွေကဒါအဆိုင်လန်ဆိုတဲ့ဒါတရားဝင်ခိုးလုံခွင့်နေလျှောက်လာတင်ပြီးလောက်ပြီးဖြစ်ပါတယ်တဲ့တချို့ကလည်းမြန်မာပြည်ပြန်တဲ့သူတွေကပြန်သွားကြပြီပြန်လို့ရတဲ့သူတွေကပြန်ကုန်ကြပြီဗျာပြန်လို့မရပါဘူးဆိုတဲ့သူတွေကဒါအဆိုင်လန်ခံတာတွေလုတ်ပြီးပြီပေါ့နော်ချိတ်ဆက်ပြီးပြီပေါ့နော်အဲ့ဒီလိုခိုးလုံခွင့်အဆိုင်လန်လျှောက်ထားပြီးရင်စစ်ဆေးနေတဲ့ကာလမှာတရားဝင်နေလို့ရအခုကတနည်းတစ်ကြိမ်တက်တန်းတိုးပေးနေတဲ့ဒါဂျိုးပိုင်တန်ရဲ့အမိန့်ကိုရက်လိုက်တာ ဒါလုံးဝဒီ asylum ခံလို့မရဘူးဘာလို့ညာဦးဆိုပြီးတော့ပိတ်ပလိုက်တဲ့ပုံစံမျိုးမဟုတ်ဘူးအဲ့တော့ဒီ asylum process ကတော့ဆက်ပြီးတော့ရှိနေဦးမှာပေါ့နော်အဲ့တော့တတိယနိုင်ငံဖြစ်တာအမေရိကန်ကိုရောက်လာတဲ့မြန်မာအများစုဖြစ်တဲ့ဒါဒုက္ခသည်တွေပေါ့နော်အဲသူတို့ကြတော့ဒီယာယီအမိတ် TPS ဆိုတာနဲ့နေတာမဟုတ်လို့အခုပြန်ရုပ်သိမ်းတဲ့အမိတ်ကြောင့်ဘာမှမထူးကြပါဘူးတဲ့နားထောင်တော့ innova ကကောင်းနေအဲ့တော့ဒါအချင်းချုပ်လိုလိုရှင်းပြောရမယ်ဆိုရင်ね TPS ဆိုတာယာယီအမိတ်နဲ့နေထိုင်ခွင့်ပြုထားတဲ့အလဲလာသူကျောင်းလာတက်သူပညာတော်သင်စတဲ့သူတွေဖြစ်တယ် ဂျိုးဘိုင်ဒန်ကယာယီအမိန့်နဲ့နေထိုင်ခွင့်ပြုလာတဲ့မြန်မာ US မှာ၄တောင်လောက်ရှိမယ်ဆိုပြီးတော့ခန့်မှန်းနေတဲ့အဲယာယီနေထိုင်ခွင့်ရထားတဲ့မြန်မာအများစုကသူတို့ရထားတဲ့အချိန်တွေအတွင်းမှာအဆိုင်လန်လို့ခေါ်တဲ့ခိုလုံခွင့်တွေကိုရှေ့နေကနေတဆင့်နီးစက်ရာနားလေသူတွေနဲ့ရောရှောက်လွာတင်ထားပြီးဖြစ်လောက်ပါပြီတဲ့အဲပြောချင်တာကတော့ခုနလိုမျိုးဒါဒီတက်တမ်းမတိုးတော့ဘူးဆိုပြီးတော့ပိတ်သိမ်းလိုက်တယ်ဆိုရင်တော့မှပဲဒီ process ကဆက်ရှိနေမှာဖြစ်တဲ့အတွက်ဒါတွေက set run လို့ရတယ် အရန်တဲ့အချိန်မှာအခုတချို့ဆိုရင်ဒါပြီးလောက်ဖြစ်နေပြီလုံလဲလုံပြီးနေလောက်ပြီလုံလဲလုံနေလောက်ပြီပေါ့နော်အဲ့တော့မလုံရသေးတဲ့သူတွေတက်လဲနောက်တက်ရက်60ပြေးထားတယ်အဲ့တော့နှစ်လတက်တန်းရှိတယ်ပေါ့နော်နှစ်လအချိန်ရတယ်ပေါ့နော်အဲ့တော့ဒါဆက်ပြောမယ်ဆိုရင်ဒါအဲ့လို လျှောက်လာတရားဝင်ဒါအဆိုင်လန်လျှောက်လာတရားဝင်တင်ထားပြီးတာမနဲ့ပေါ့နော်အဲသူက TBS ရှိရှိမရှိရှိတရားဝင်နေထိုင်သူဖြစ်သွားပြီတဲ့တရားဝင်အင်တာဗျူးခေါ်မေးပြီးတော့အင်တာဗျူးကြာရှုံးခြင်းမရှိသေးရွေးပေါ့နော်သူတို့ US မှာတရားဝင်နေထိုင်ခွင့်ရှိပါတယ်အဲအင်တာဗျူးကလည်းတချို့ဆို6နှစ်လောက်ကြာတဲ့အထိမခေါ်သေးတာတောင်ကြုံတွေ့ဘူးလားမဟုတ်လို့ပေါ့နော် TBS ဆိုတာရက်လိုက်တာနဲ့ချက်ချင်းပြီးတော့ပြန်ရမယ်ဂိမ်းမဟုတ်ပါဘူး မကြည်ခွဲနေလောက်ပြီလားအဲ့ဒါအဓိကကတော့ဒါ TPS ကနေပြီးတော့ဒါအဆိုင်လန်ကိုရှောက်လာနေပြီးတော့ကူးထားဖို့ပဲမကူးရသေးသူများလည်းရက်ပေါင်း60တောင်အချိန်ပေးထားတာမလို့အမြန်ဆုံးရှေ့နေရှာပြီးလှုပ်လိုက်ရုံပါပဲတဲ့ကဲအဲ့တော့ဒီကောင်းဒီဘက်ကပေါ့နော်ဖြာဝင်ခင်းတာဖြာဝင်ခင်းတာဘဲကဘာအတန်တစ်ခုခုထွက်လိုက်ပါပြီဟေ့ဆိုတာနဲ့ဖြာဝင်ခင်းတာအခုတော့ဖြာဝင်ခင်းတဲ့ဟာရှက်စရာကြီးဖြစ်နေတာပေါ့နော်အဲ့တော့2021မတိုင်မီဖြစ်စေ မြောက်လိုက်ဘေးကြောင့်မလို့2021အာနာသိမ်းမှုအပြီးမှာဖြစ်စေဒါအမေရိကကိုတတိယနိုင်ငံဖြစ်ရောက်လာကြသူဒါဒုက္ခသည်တွေအနေနဲ့ကတော့ TBS ကိစ္စကသူတို့နဲ့မဆိုင်ပါဘူးတဲ့အဲ TBS အဆင့်နဲ့နေနေကြတဲ့ဒီမြန်မာအချို့ကလည်းဆက်နေကြနေဆိုရင်အဆိုင်လန်လမ်းကြောင်းရှိသေးတာမလို့ လမ်းဆုံးနေတာမျိုးမဟုတ်ပါကြောင်းဆိုပြီးတော့ဒါတရဝန်ပြီဆိုပြီးတော့တင်ထားတာတွေ့တယ်ဗျာအဲ့တော့ရှေ့ကောင်စီဘက်ကကောင်တွေကိုပြောချင်တာပေါ့နော်အမဲသူကလောက်တာမဲ့လက်ထိတ်နဲ့ဂျူမာတို့လေစိတ်မှာစောင့်နေတာတို့ထောင်းထောင်းခါနေပြီတို့အဲ့လိုပုံစံမျိုးနေတယ်ပေါ့နော်ဖအေးဘာပြောပြောမင်းတို့ဘက်ကကောင်တွေကအဲ့လိုမျိုးအကျင့်လေးတွေရပါတော့စောင့်ကျင့်လေးတွေရအဲဒီဘက်ကဘလို့ပုံစံမျိုးနဲ့ဒုက္ခဝေးရမလဲဆိုတဲ့ပုံစံမျိုးပဲစဉ်းစားနေကြတာပါတော့ဒါပေမဲ့ကိုညံမရှိဘူးဆိုတဲ့ဟာကြီးကိုလိုက်ပြီးတော့ပေါ်ထုတ်ပေးနေသလိုဖြစ်နေတာကိုရှက်ကိုခွဲနေတာမင်းတို့ကနေ ဲ့တော့ဇော်မဲလုံဆိုတဲ့ကောင်ကလည်းသိတဲ့အတိုင်းပဲမင်းအောင်လှိုင်ပြောစီခြင်းတဲ့စကားမျိုးကိုထုတ်ပြောရတာဖြစ်တယ်။အဲ့တော့မင်းအောင်လှိုင်ရောဇော်မဲလုံကဒီသားဖားနှစ်ယောက်လုံးအတူတူပဲပေါ့နော်။အဓိကတော့ဒါတခုခုဆိုရင်ချော်လဲရောထိုင်လှုပ်ချင်တာတွေအဲဖျားဝင်ခင်းချင်တာတွေပေါ့နော်။ဒါမျိုးပုံစံမျိုးနဲ့ဒီဥစ္စာကိုလည်းသူကအတန်ကောင်းဟစ်တာပေါ့နော်။မနိုင်ငံကိုပြန်လာမယ်ဆိုရင်ကြိုးစိုးပါတယ်ပေါ့နော်။အပြည့်ဒါမဲလွတ်လပ်စွာမဲပေးနိုင်ကြောင်းသူရဲ့တရားမမျှတတဲ့ရွေးကောက်ပွဲကိုကသူကမဲပေးခိုင်းမှုအတွက်လုပ်နေသေးတာပေါ့နော်။ပြီးရင်ပြန်လာပြီဆိုတဲ့ခါကျရင်လည်းသူကအမဲဒါအဲဘယ်လိုပြောမလဲဟိုပါပေါ့။ အဲပြီးရင်ဒါပြန်လာပြီဆိုတဲ့ခါကျရင်လေသူကခုနလိုပြစ်မှုရှိပါတယ်ဆိုတဲ့သူတွေကိုသူကအဲအေးအေးယူဖို့အတွက်ပါပြင်ဆင်ထားတယ်ဆိုတဲ့ပုံစံမျိုးသဘောမျိုးပြောသွားသေးတာတကယ်ကောင်းတယ်ငါစားတယ်ပေါ့နော်ကိုကိုကိုမပြုတ်အောင်ရင်နေကြအောင်ကိုကိုကိုမပြုတ်အောင်ရင်နေကြအောင်မင်းတို့ကောင်းနေပေါ့နော်အခုလက်တော်မင်းတို့ဖြစ်နေတဲ့ကြားမြန်ကိစ္စမင်းတို့ရင်ဆိုင်နေရပြဿနာနဲတဲ့ပြဿနာမဟုတ်ဘူးနော်အကြီးနော်ဆက်ပြီးတော့လာအောင်ပါအခုဆိုရင်အထောက်ထားတွေအများကြီးပဲ ဒါထောက်ထားတွေပေါ့နော်ဒါနိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့ကိစ္စမျိုးတွေကသူတို့စီသူတို့လက်ထဲကိုတေချာပေါက်ရောက်နေပြီးသားပေါ့နော်အဲ့တော့မင်းတို့နေရာရှာထားပေါ့နော်ဒါဘယ်လာရုစ်တို့ဘာတို့သွားပြီးတော့ဒါရုရှားတို့ဘာတို့သွားပြီးတော့မင်းတို့ကျူတင်ပူကင်လှုပ်ရင်လှုပ်ထားပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်သတင်းကောင်းတွေကအဲ့လိုမျိုးဒါကျွန်တော်တို့ online တက်ဖွဲ့တွေကမြေပြင်မှာတိုက်ခိုက်ရေးနဲ့ပတ်သက်လို့လည်းသတင်းကောင်းတွေဇက်တိုက်ဖော်ဆောင်နိုင်နေတာရှိတယ်တိုက်ပွဲတွေတောက်လျှောက်ရှိပါတယ်တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတာရှိပါတယ်အဲ့တိုက်ပွဲတွေဖော်ဆောင်နိုင်မှုအတွက်လည်းတက်ဖွဲ့တွေအများအားကြိုးစားနေကြတယ်အဲ့တော့ တပ်ဖွဲ့တွေဒါပြည့်ပြည့်စုံစုံနဲ့တိုက်ပွဲဝင်နိုင်မှုအတွက်ကိုလည်းကျွန်တော်ပြည်သူတွေဝိုင်းဝန်းပြီးတော့ပံ့ပိုးကြမယ်။တခုရှိတာကပေါ့နော်ကျွန်တော်တို့ကိုယ်နိုင်ငံကလွဲလို့တော့ဘယ်နိုင်ငံမှတော့နေလို့အဆင်ပြေနိုင်ကြတော့အကြောင်းမရှိဘူးပေါ့လေနော်။အဲဘယ်သူပဲဖြစ်ဖြစ်တခြားနိုင်ငံမှာဘလောက်ပဲအဆင်ပြေပြေကိုယ်နိုင်ငံကိုတော့ပြန်ပြီးတော့လွှမ်းဆိုကြတာပဲပေါ့နော်။အဲကြောင့်ကျွန်တော်နိုင်ငံကျွန်တော်မိမိဒါလွတ်မြောက်ဖို့အတွက်ကျွန်တော်နိုင်ငံမှာရှိတဲ့နိုင်ငံသားတွေလွတ်မြောက်ဖို့အတွက်ကတော့ ဒီစနစ်စုံအမြန်ဆုံးပြောက်ွယ်သွားဖို့ကျွန်တော်တို့စူးစမ်းရမှာဖြစ်တယ်အဲ့တော့ဒီအာနာရှင်နေအမြန်ဆုံးပြောက်ွယ်ဖို့အတွက်ကိုဒီဒေါ်လာရင်းအောင်ဖို့ရည်ကြည်ပါတယ်ဒေါ်လာရင်းအောင်ဖို့အတွက်ကိုလည်းတနင်္လာဝိုင်းပြီးတော့စူးစမ်းပြေးကြပါအောင်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်